ညာနဲ့တကွဓမ္မမိတ်ဆွေများအားအ नु မောဒနာတရားအနေနဲ့အချိန်ရှိခိုက်လုံလဆိုင်တရားဒေသနာတော်ကိုဟောကြားပြမှာဖြစ်တယ်။ဘုဇာဘုရားကဓမ္မပဒအထက်မှာဘလို့ဟောထားတယ်လဲဆိုတော့ အာစရိတဝါရမစရိယအာလတ္တယုပနိတနံကျမ်းမာတန်ဆွမ်းငဲရွယ်နေတဲ့အချိန်မှာကျမ်းမာရလဲကောင်းတယ်ငဲငဲရွယ်ရွယ်ဖြစ်ဖြစ်လက်လက်ရှိတယ်ဉာဏ်နေရာလဲထက်မြက်တယ်အတကြီးလာရင် ခန္ဓာကိုယ်ကလည်းပဲကျမ်းမာရေးကဖောက်ပြန်လာပြီ။မှတ်ဉာဏ်တွေကလည်းရှုရင်းလာပြီ။အဲကြောင့်မြတ်စွာဘုရားကရွတ်ပနေဆိုတာငယ်ရွယ်စဉ်မှာကျမ်းမာတန်ဆန်းငယ်ရွယ်တဲ့အချိန်မှာအလတ်တာရွတ်ပနေတယ်စီးပွားမချအောင်ငယ်ရွယ်စဉ်မှာစီးပွားချရမယ့်အချိန်မှာစီးပွားမချအောင် အာစရိတဝါဗြဟ္မစရိယတရားလည်းမကျင့်ဘူးလောကီမှာလည်းစီးပွားမချအောင်လောကုတ္တရာမှာလည်းတရားမရှာအောင်အပျော်ပါးနေတဲ့အချိန်ကုန်လာခဲ့တယ်ပေါ့လူရဲလို့ဖြစ်လာပြီဆိုလို့ရှိရင်စီးပွားချာရမှာပဲလေ ်မြတ်စွာဘုရားကစီးပွားခြားတာကိုမတားမြစ်ပါဘူးမကန့်ကွက်ပါဘူးမပိတ်ပင်ပါဘူးလူသားရဲ့လိုဖြစ်လာရင်စီးပွားခြားရမှာပဲပေါ့ဘုရားပြောတာကမိစ္ဆာအာဇီဝမတရားတဲ့နည်းနဲ့တော့မခြားနဲ့မခိုးနဲ့မလူနဲ့မတတ်နဲ့မဟုတ်တာမလုံးနဲ့ဘုရားကဘုရားကဒါကိုပဲပြောတာစီးပွားရေးမလုံးနဲ့လို့ဥပဇင်းတို့ဘုရားမတားမြစ်ပါဘူးစီးပွားမရှာနဲ့လို့ဘုရားမပြောပါဘူး မတရားတာမလုပ်ဘူးပဲမြတ်စွာဘုရားကပြောတာဒါကြောင့်ဒီမှာဘုရားကပြောတယ်ငယ်ရွယ်တဲ့အချိန်မှာစီဝိုင်းရင်လည်းမလုပ်ဘူးစီဝိုင်းရင်မလုပ်တော့ကဲတရားရှာသလားဆိုတော့တရားလည်းမရှာဘူးအဲ့လိုဆိုရင်တဲ့အသက်ကြီးလာတဲ့အခါမှာအသက်ကြီးလာတဲ့အခါမှာစီပွားရေးလဲတောက်တောင်တင်းတင်းမရှိငယ်ရွယ်စဉ်မှာမရှာခဲ့တော့အသက်ကြီးတဲ့အခါမှာလည်း ဇီဝဥစ္စာကမတောင့်တင်တရားနဲ့မရှာခဲ့တဲ့အခါကြတော့လောကီမှာလည်းဆုံးရှုံးတယ်လောကုတ္တရာမှာလည်းဆုံးရှုံးတယ်လောကီမှာလည်းဥစ္စာဌာနမရလောကုတ္တရာမှာလည်းနော်ဝိပဿနာဉာဏ်ဤမဉဏ်ပူဇာဤမရဆိုတော့လောကီမှာလည်းဆုံးရှုံးတယ်လောကုတ္တရာမှာလည်းဆုံးရှုံးတယ်တရားကဥပမာပြည့်တယ်ဇိဏကွန်ဇာဝဇာယန္တိခိနမေစီဝပန္နလေ ဂျိုးကြငှက်အိုကြီးတွေနဲ့တူတယ်စီးပွားမကြဘဲနဲ့နေခဲ့ရင်တရားမကြဘဲနဲ့နေခဲ့ရင်အသက်ကြီးလာရင်ဂျိုးကြအိုကြီးတွေနဲ့တူတယ်ရေခမ်းနေတဲ့အိုင်နော်ငားမရှိတဲ့အိုင်ငားမရှိတဲ့အိုင်မှာဂျိုးကြအိုကြီးတွေရဲ့ဘဝနဲ့တူတယ်ဂျိုးကြငှက်တွေဟာ ငါပြိဿံတွေကိုဖန်ဆာလေးရှိတယ်အဲ့တော့ဂျိုးကြငတ်အိုကြီးတွေဂျိုးကြငတ်တွေအသက်ကြီးလာပြီဆိုလို့ရှိရင်သူတို့ရဲ့အမွေးအတောင်တွေကကျွတ်ကုန်ကျိုးကြငတ်တဲ့အမွေးတောင်တွေကျွတ်တော့မပြန်တန်းနိုင်တော့အဲ့တော့သူကျက်စားနေတဲ့ရေအိမ်မှာလည်းပဲ ရေတွေလည်းခန်းကုန်ပြီငါးတွေလည်းခန်းကုန်ပြီငါးတွေလည်းမရှိတော့ဘူးအဲ့တော့ငါးလည်းမရှိတော့ဘူးငါးမရှိတော့နောက်ထပ်ငါးရှိတဲ့အိုင်ကိုလည်းသူမသွားနိုင်ဘူးသူ့ရဲ့အတောင်တွေကမစုံတော့ဘူးအတောင်မစုံတော့ငါးရှိတဲ့ရေအိုင်ကို မပြန်သန်းနိုင်တော့ဘူးပေါ့ဒီတော့ဒုက္ခမြာရေအိုင်အစ်စ်ကိုလည်းမသွားနိုင် ရေအောင်အဟောင်းမှလည်းပဲငားမရှိတော့အတော်ကိုစိတ်ပြက်လက်ပြက်စိတ်သောကတွေရောက်ပြီးတော့နေရတယ်တဲ့ဂျိုးကြငှက်အိုကြီးတွေရဲ့ဘဝနော်ရေအိုင်အစ်စ်ကိုလည်းမပြန်သန်းနိုင်ဘူးရေအိုင်အဟောင်းမှလည်းပဲငားတွေဟာဂုံးနေပြီဒီတော့အဲ့ဒီဂျိုးကြအိုကြီးတွေရဲ့ဘဝဟာအလွန်ဝမ်းနည်းစရာကောင်းတယ်စိတ်ပြက်စရာကောင်းတယ်အဲ့ဒီတိုင်းပဲလူရယ်လို့ဖြစ်လာတဲ့အခါမှာ လူသားလူအနေနဲ့ငဲရဲတန်ဆန်းကျမ်းမာနေတဲ့အချိန်မှာ စီဝါချာရမယ်တရားချာရမယ်မြန်မာလူမျိုးတွေကအတန်ကြီးမှတရားအထုတ်မယ်လို့တော်တော်များများပြောလို့ရှိကြတယ်တကယ်တော့တရားဓမ္မကငဲစဉ်ကလေးကရှားတက်ပါစီဝါရေးကိုလည်းငဲစဉ်ကလေးကရှားတက်ပါ တရားနဲ့စီးပွားရေးစီးပွားရေးနဲ့တရားကို တွဲလို့လို့ရပါတယ်။နီလန်းသိဖို့ပဲလိုတယ်။စဉ်းစားကြည့်ပါလား။အတန်ကြီးမှတရားအထုတ်မယ်ဆိုပြီးတော့ဘဝကိုပေါ့ပေါ့ရောရောနဲ့ဖြတ်တန်းလာတဲ့လူတယောက်အသက်အရွယ်60ကျော်80ရောက်လာတဲ့အခါမှာကဲဘာသာရေးလိုက်စားမယ်ဆိုတော့သူ့မှာမဖြစ်တော့လဲဆိုတော့ ဇရာဇိတရိတာဟွန်တိတဲ့ဟထပါတာအနတဝါဒါသကုပါလမထေမြတ်ပြောတဲ့စကားအသက်ကြီးလာပြီဆိုလို့ရှိရင်ဒီလက်တွေခြေတွေကကိုယ်စကားနားမထောင်တော့ဘူးကိုကထိုင်နေခြင်းပေမဲ့လည်းခန္ဓာကိုယ်ကမထိုင်နိုင်တော့ခါးတွေနားလာပြီဒူးကောင်းယူတွေနားလာပြီကိုကလမ်းလျှောက်ခြင်းပေမဲ့ လမ်းမချောင်းနိုင်တော့ဘူးကိုယ့်ချက်တော့ကိုမတည်နိုင်တော့အသက်ရွယ်ကြီးလာတဲ့အခါမှာနော်ခေါင်းကကိုက်လိုက်ဘိုက်ကအောင်းလိုက်ကြောကကိုက်လိုက်အောင်းလိုက်နဲ့ဒူးကောင်းတွေကနားလိုက်နဲ့တကူလုံးမှာအကောင်းမရှိတော့အဲ့တော့အဲ့ခါကျမှတရားနှလုံးသွင်းပါမယ်ဆိုတော့ဉာဏ်นี่လဲလေးကုန်ပြီခန္ဓာတွေကလည်းအနာတွေအနာတွေနဲ့ဒံယာတွေနဲ့ဝေဒနာတွေနဲ့ဆိုတော့ တမာတိရဖို့မလွယ်တော့ဝေဒနာတွေကအလွန်ပြင်းထန်တဲ့အခါမှာကမ္မထံအာယုံပေါ်မှာစိတ်ကိုစူးစိုက်လို့မရတော့ဘူး။ဒါကြောင့်အတန်ကြီးမှတရားအထုတ်မယ်လို့အဲ့လိုမျိုးကြီးယတိပြကြီးမထားပဲနဲ့စီးပွားချရင်းနဲ့ငါတို့တရားအထုတ်မယ်ဒီလိုနှလုံးသွင်းရပြီးတော့ငါဒီအသက်ဘယ်လောက်ရှင်မလဲဆိုတာကိုဘယ်သူမှမသိနိုင်ဘူးလေ ိုအသက်60အထိနေရမလား80အထိနေရမလား80အထိနေရမလား90အထိနေရမလားဘသူမှကိုကိုအမဲခံချက်မပေးနိုင်ဘူးအချိန်မရွေးပုံစံမျိုးမျိုးနဲ့တည်သွားနိုင်တယ်လीအဲ့တော့စီးပွားရေးလမ်းခြာရင်တရားလဲအထုတ်ရင်ဆိုတာမျိုးတွားရမှာဖြစ်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကပြောတာနော်ငယ်ရွယ်တဲ့အချိန်မှာစီးပွားလဲမချဘူးတရားလဲအမတော်ဘူးဆိုရင်ကြီးလာတဲ့အခါမှာ အတောင်အောင်တွေမစုံတော့တဲ့အမွေးတွေမစုံတော့တဲ့ဂျိုးကြငှက်ဝကြီးတွေလိုပဲကြံမှိုင်းပြီးတော့စိတ်ဆင်းရဲစိတ်တော့ကတွေရောက်ရတဲ့ဘဝကိုရောက်ရတတ်တယ်။ဒါကြောင့်ဦးဇင်းတို့စီးပွားချာရင်းနဲ့တရားဓမ္မကိုအားထုတ်ကြပါဦး။တရားစကားကိုအမြဲတမ်းဝင်ရမယ်လို့ဆိုလိုတာမဟုတ်ဘူး။တရားရှုမှတ်တဲ့နိလန်းကိုမှန်မှန်ကန်ကန်နားလည်သွားရင်နေ့စဉ်ဘဝမှာတရားအားထုတ်လို့ရပါမယ်။ နော်အလုံးလုံးရင်တရားမှတ်လို့ရပါတယ်ပฏิပဋ္ဌာန်တရားကိုနှလုံးသွင်းပါပฏิပဋ္ဌာန်တရားဆိုတာကိုယ့်ရဲ့ခန္ဓာကိုယ်ကိုစောင့်ကြည့်တာပဲကိုယ့်ရဲ့ဒီရုပ်ခန္ဓာ body ကြီးရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်တာလက်ကလေးတွေလှုပ်ရင်လက်ကလေးတွေကိုစောင့်ကြည့်ခြေလေးတွေလှုပ်ရင်ခြေလေးတွေစောင့်ကြည့်ခေါင်းလှုပ်ရင်ခေါင်းကိုစောင့်ကြည့်အဲ့တော့တစ်ကိုယ်လုံးမှာနော် ဘယ်နေရာလှုပ်လှုပ်ဘယ်နေရာထိထိလှုပ်တာထိတာတွေကိုစောင့်ကြည့်တာပေါ့နောက်တစ်ခါမျက်စိနဲ့မြင်တာတွေကိုတတိနဲ့စောင့်ကြည့်နားနဲ့ကြားတာတွေကိုတတိနဲ့စောင့်ကြည့်နှာခေါင်းနဲ့အနက်တွေရတာကိုတတိနဲ့စောင့်ကြည့်ပါးစပ်နဲ့အရသာတွေခန္ဓာတတိနဲ့စောင့်ကြည့်ခန္ဓာကိုယ်မှာတွေ့ထိသမျှကိုတတိကလေးနဲ့စောင့်ကြည့်နောက်နံပါတ်3ကကိုယ့်ရဲ့စိတ်ကိုကိုယ်စောင့်ကြည့်ကိုယ်စိတ်မှာဘာတွေတွေးနေသလဲဘလို့တွေးသလဲဘာကြောင့်တွေးသလဲ အတွေးတွေကိုစောင့်ကြည့်ပါဦး။ကောင်းတာတွေတွေးနေလားမကောင်းတာတွေတွေးနေလား။လောဘတွေဖြစ်နေလားဒေါသတွေဖြစ်နေလား။ဝမ်းသာနေလားဝမ်းနည်းနေလား။တက်ကြွနေလားပြင်းနေလား။ကိုယ်စိတ်ကလေးကိုကိုယ်စောင့်ကြည့်။အဲ့ဒါတရားအထုတ်တာပဲ။နော်။ကိုယ့်ရဲ့ body နဲ့ကိုယ့်ရဲ့ mind ကိုစောင့်ကြည့်နေတာ။အဲ့တော့ physical process လို့ခေါ်တဲ့ရုပ်ရည်ဖြစ်စဉ်လေးတွေစောင့်ကြည့်တာ mental process လို့ခေါ်တဲ့စိတ်ရည်ဖြစ်စဉ်တွေကိုစောင့်ကြည့်တာအဲ့ဒါတရားအထုတ်တာပဲပေါ့ အဲ့ဒါကအိမ်မှာနေရင်လုပ်လို့ရတယ်လीသမင်းဆိုင်နဲ့လည်းတော့ဇုံကိုကိုင်းတာပါးစပ်တွေကိုခွန့်ထဲတာဝါတာမျိုးချတာအဲ့ဒါလေးတွေကိုတတိနဲ့စောင့်ကြည့်နေဒါတရားအထုတ်နေတာပဲကို့အိမ်ဟာလည်းရိတ်တာဖြစ်သွားတာပဲသမင်းဆိုင်ဝိုင်းဟာတရားစခန်းဖြစ်သွားတာပဲသမင်းစပွဲဝိုင်းဟာတရားစခန်းဖြစ်သွားတာပဲသမင်းလုံတိုင်းသမင်းလုံတိုင်းကိုဇုံကိုကိုင်းတာကစပြီးတော့မျိုးချတဲ့အထိ တဆင့်ချင်းတဆင့်ချင်းတတိကလေးကက်ကက်နေရင်เนาะအဲ့ဒါတရားအထုံနေတာပဲအဲ့တော့တစ်ချိန်တည်းမှာအလုံးနှစ်ခုပြီးတယ်ပေါ့တရားအလုံးလည်းပြီးတယ်เนาะလောကအလုံးလည်းပြီးတယ်ရေချိုးရင်းလည်းတရားမလွတ်ရဘူးเนาะကိုယ်ခန္ဓာကိုယ်မှာရေစက်ကလေးတွေထိတဲ့အခါမှာခန္ဓာကိုယ်မှာဘလို့တုတ်ပြန်လဲစိတ်ကဘလို့တုတ်ပြန်လဲเนาะခန္ဓာကိုယ်မှာနေဘူးတန်းတွေထိတဲ့အခါမှာဘလို့တုတ်ပြန်လဲအေးတွေเนาะ ပန်ကလေတွေအဲကုန်းလေတွေထိတဲ့အခါမှာကိုယ်ခန္ဓာကိုယ်ကဘလို့တုတ်ပြန်လဲကိုယ်စိတ်ကဘလို့တုတ်ပြန်တယ်လဲအဲ့ဒါလေးတွေကိုစောင့်ကြည့်အဲ့တော့ရုပ်ရဲ့တုတ်ပြန်ပုံတွေစိတ်ရဲ့တုတ်ပြန်ပုံလေးတွေကိုစောင့်ကြည့်နေတာဟာဒါ meditation မဲ့နေမှာတရားအထုတ်နေတာပဲယနေ့ခေတ်ကတရားစကန်းဝင်တဲ့အချိန်လေးမှာပဲတရားကိုဒီဇိုင်းမမဲ့လှုပ်ဖြစ်ကြတယ်ပုံမှန်အိမ်မှာနေတဲ့အခါအလုံးမှာရောက်နေတဲ့အခါမှာတရားလွတ်နေကြတယ်အဲ့တော့လောဘဒေါသတွေကဘလို့လို့ကုန်ပါတော့ဘလို့လို့ပါမှာတော့ မပားနိုင်ဘူးနော်ဦးဇင်းတို့တပ်ပင်ခုတ်တဲ့ဥပမာကိုတရားဓမ္မတွေမှတ်ထားကြတပ်ပင်တပင်ကိုဦးဇင်းတို့ခုတ်တဲ့အခါမှာဇက်တိုက်ခုတ်ရတယ်နော်ဇက်တိုက်ခုတ်ရတယ်ဇက်တိုက်ခုတ်မှသာအဲ့တပ်ပင်ကတဖြည်းဖြည်းနဲ့ပါ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 ပြီးတော့ဘိုင်းကနေလဲကြသွားတာအကယ်၍တပ်ပင်ကိုခုတ်လိုက်နောက်၄50လောက်ခုတ်ပြီးတော့ပြစ်ထားလိုက်တလားလောက်ပြစ်ထားလိုက်အဲ့တော့အဲ့တပ်ပင်ကဘာဖြစ်သလဲဆိုတော့အပွေးတွေပြန်တက်လာတာ အပွေးတွေပြန်တက်လာတော့တခါပြန်ခုတ်ပြန်တယ်တရားစကန်းဝင်နော်ကိလေသာတွေကိုပြန်ခုတ်ပြင်ရိတ်တာကပြန်ထွက်ဒုံရင်ကဒုံရင်ပဲအပွေးတွေပြန်တက်လာတိရိသာအပွေးတွေပြန်တက်လာအဲ့တော့တပင်းရဘယ်တော့ပြတ်မှာတော့ပြတ်နိုင်တော့တိရိသာဘယ်တော့ပြတ်မှာတော့ပြတ်နိုင်တော့တောက်ချောင်းခုတ်နေရတာရိတ်တာမှာတိရိသာတွေကိုခုတ်ဖြတ်တယ်လို့ကိုအိမ်ကိုအလုံးမှာလည်းပဲတိရိသာတွေကိုတောက်ချောင်းခုတ်ဖြတ်ရတာအေးပြောချင်တာက တရားစခန်းဝင်တဲ့အချိန်ယုံနေမကပဲနဲ့ကိုယ့်အိမ်ကိုယ့်အလုံးမှာလည်းပဲလှုပ်ရှားမှုတွေကိုယ့်ရဲ့စိတ်လှုပ်ရှားမှုလေးတွေခန္ဓာကိုယ်လှုပ်ရှားမှုလေးတွေကိုစိတ်ဖြစ်ပုံလေးတွေခန္ဓာကိုယ်ဖြစ်ပုံလေးတွေကိုတတိကလေးနဲ့စောင့်ကြည့်နေမယ်ဆိုလို့ရှိရင်အဲ့ဒါတရားအထုတ်နေတာပဲလို့ပြောတာဒါကြောင့်ပြောချင်တာကအတန်ကြီးမှာပဲဘာသာရေးလိုက်စားမယ်တရားအထုတ်မယ်လို့နှလုံးမသွင်းမဲနဲ့အေးတို့တွေစီးပွားလှုပ်ရင်းနဲ့တရားရှာရအောင်ဆိုတဲ့အတွေးလေးနဲ့ ဘဝကိုဖြတ်တန်းစေခြင်းတို့ဒီတရားလေးကိုဟောပေးတာဖြစ်တယ်ဒီမှာလဲဦးဇင်းတို့တပည့်တွေကိုပြောပါတယ်စာသင်ရင်တရားကျင့်ရမှာပဲစာသင်တာကတသက်တရားကျင့်တာကတသက်မဟုတ်ဘူးလို့မြန်မာနိုင်ငံမှာကတော့အတော်တကြကလေးကအဲ့ဒီပြဿနာဖြစ်နေတာတရားစခန်းတွေကတသက်စာသင်တိုက်တွေကတသက်စာသင်တိုက်ကတရားနဲ့မဆိုင်ဘူးလို့ထင်ကုန်ကြတယ်စာသင်သားကိုရင်ဦးဇင်းတွေတရားမထိုင်ရဘူးလို့ထင်ကုန်ကြတယ်ရိတ်တာကလည်းစာမသင်ရဘူးလို့ထင်ကုန်ကြတယ် မဟုတ်ပါဘူးပရိယတ်နဲ့ပฏิပတ်ဟာမခွဲရပါဘူးနော်ပရိယတ်ကိုစူးစမ်းနေတဲ့သူတွေကလည်းပฏิပတ်တရားကျင့်ရမှာပဲပฏิပတ်တရားကိုကျင့်ဆင်နေတဲ့သူတွေကလည်းပရိယတ်စာသင်ရမှာပဲအဲတော့စာနဲ့တရားတရားနဲ့စာခွဲလို့မရဘူးစာသင်ရင်တရားကျင့်တရားကျင့်ရင်စာသင်ဒီလိုပဲဒကာဒကာမတွေလည်းပဲစည်းဝါးချာရင်တရားကျင့်တရားကျင့်ရင်စည်းဝါးချာဖခင်ဖခင်ပြောတာနော်ဒါဖခင်ပြောတာဒီလိုပဲဖြစ်ရမှာအခုကမဟုတ်နှစ်ပိုင်းခွဲထားကြတယ်စည်းဝါးချာပဲ ဟာတသက်တရားရှာတာကတသက်ကဲစီးပွားရှာနေရင်သေသွားရင်ဘယ်နဲ့လုံမလဲတရားရှာတဲ့အနေထားကိုရောက်မှာမဟုတ်ဘူးလေတရားကြည့်ပဲရှာနေလို့လည်းမဖြစ်ဘူးလူစရာစီးပွားရင်လုံအောင်မှာစာဝတ်နေရဆိုတာရှိသေးတယ်ဒါကြောင့်ဦးဇင်းတို့စာဝတ်နေရအတွက်စီးပွားရှာရင်တရားကိုလည်းရှာရမှာဖြစ်တယ်လို့နားလည်ကြရမှာဖြစ်တယ်ပေါ့ဘုရားကအဲ့ဒါပြောတာပါနော်အာစရိတဝဗြဟ္မစရိယတရားလည်းမကျင့်ဘူးအလတ္တရုပ်ပနေတဏ္ဍစီးပွားလည်းမရှာဘူး ဲ့လိုဆိုရင်တော့ဇိန်နာကွန်ဆာဝဇာယန်တီအမွေးအတောင်တွေကျွတ်နေတဲ့ဂျိုးညာအိုငှက်ကြီးတွေလို့ခိနမစ္စေဝပန္နလီငားမရှိတဲ့ရေအိမ်မှာ စိတ်တော့ကတွေရောက်နေရမှာပဲဟောဂျိုးညာအိုကြီးတွေလို့စိတ်တော့ကရောက်နေရမှာပဲနောက်တစ်ခုဘုရားထပ်ဟောပြတဲ့ဥပမာလေးနဲ့အာစရိတဝါဗြဟ္မစရိယအလတ္တာယုပနိတနံတင်တိစာပါတိခိနာဝါ ဥရာနာနိအလုတ်ထုနံဘုရားပေးတဲ့ဥပမာနောက်တစ်ခုကလေးကနေပြစ်လိုက်တဲ့မြားလိုပဲလေးကနေပြစ်လိုက်တဲ့မြားဟာသူအချိန်အဟုန်ပြင်းနေပြင်းရောက်တဲ့လောက်ရောက်သွားမှာပဲအချိန်အဟုန်ရှိတဲ့လောက်ရောက်သွားမှာပဲပြင်သူကြမယ်မြေတော်တဲကိုကြမယ်မြေပြင်မဟုတ်ကြမယ်အဲ့ဒီမြားကိုဘယ်သူမှမကောက်ဘူးဆိုရင်အဲ့ဒီမြားဒီခြားတွေတက်ပြီးတော့ အကင်းတက်သားဆိုလို့ရှိရင်ဝါးဆိုလို့ရှိရင်ခြေတွေတက်ပြီးဆွေးသွားမှာပဲမြေကိုဆွေးဖြစ်သွားမှာပဲတန်ချောင်းဆိုလို့ရှိရင်လည်းတန်ကြီးတွေတက်ပြီးတော့ပျက်စီးသွားမှာပဲနော်အဲ့ဒီများသည့်ကောက်တဲ့သူမရှိရင်အဲ့ဒီမြေကြီးထဲမှာပဲမြေဆွေးဖြစ်သွားမယ်ခြေတွေခြားသွားတော့မယ်အဲ့ဒီတိုင်းပဲငယ်ရွယ်စဉ်မှာစီးပွားလည်းမချခဲ့ဘူးတရားလည်းမချခဲ့ဘူးဆိုရင်စီးပွားမချတရားမချခဲ့ဘူးဆိုရင်အသက်ကြီးလာတဲ့အခါမှာ အညာတန်လိုပဲနော်ဘဝဆွေးသွားလိမ့်မယ်ပူရာဏာနိအနုထုဏံဆိုတာဟိုးအရင်တုန်းကလုတ်ခဲ့တဲ့မိုက်ခဲ့မှားခဲ့တာတွေကိုပဲတနုံုံတွေးပြီးတော့စိတ်သောကတွေရောက်နေရလိမ့်မယ်အဲ့ရာတဲမှာ မုံမုံလဲပြီးတော့ငယ်တုန်းကမိုက်ခဲ့တာတွေဆိုးခဲ့တာတွေသူများပေါ်မှာကလင်ကကျင့်ကြခဲ့တာတွေသူများကိုအနိုင်ကျင့်ခဲ့တာတွေအဲ့ဓာရီအကုန်လုံးတေးရေးတေးရေးပေါ်နေမှာရုပ်ရှင်ပြန်ကားကိုပြန်ကြည့်ရတယ်လို့။နော်ရုပ်ရှင်ကားတွေကိုတစ်ွက်ချင်းတစ်ွက်ချင်းကြည့်ရတယ်လို့ ကိုယ့်ရဲ့ငယ်စဉ်ဘဝတုန်းကစိုးသွမ်းခဲ့တဲ့ဖြစ်ရတရားနော်အကုန်ပြန်ပေါ်လာမှာအဲ့ခါမှာတောကတွေရောက်ပြီးတော့ဘဝတစ်ခုကိုညီကုန်းချောရလိမ့်မယ်နော်ဒါကြောင့်မြတ်စွာဘုရားကငယ်ရွယ်စဉ်မှာ စီပွားလဲချပါတရားလဲချပါလို့ဘုရားဟောပါတယ်နော်ဘုရားဟောတယ်ဒီတရားကဘယ်လိုလိုဖြစ်လာသလဲဆိုတော့မြတ်စွာဘုရားလက်ထက်ကဗာရဏသီပြည်မှာ အလွန်ချမ်းသာကြွယ်ဝတဲ့မိသားစုတစုရှိတယ်သူ့မှာတူဦးဒီသောသားလေးရှိတယ်အဲ့တော့မိဘနှစ်ပါးကအတိညာနဲတယ်ဘလို့တွေးသလဲဆိုတော့ငါတို့ရဲ့စီးစိမ်ဥစ္စာတွေဟာတသက်စားမကုန်ဘူးအဲ့တော့ငါတို့သားလေးဒီဘာမှအလုံးမလုံးဝင်တဲ့ကို ထိုင်စားရင်တော့မှရတယ်ဒါကြောင့်သူတို့သားလေးကိုသူက ဘာမှမတင်ပေးဘူးပင်မန်းမှာစိုးလို့လဲเนาะအဲ့တော့တန်းလေးကိုအချစ်ကြီးပြီးတော့ပင်မန်းမှာစိုးလို့ဘာမှမလောက်ခိုင်းဘူးဘာမှမတင်ပေးဘူးငါတို့မှာရှိတဲ့ဟာတွေငါတို့တသက်စားမကုန်မကုန်နိုင်ဘူးဆိုပြီးတော့ဒီလိုနဲ့ခလင်းဟာတဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့အခါမှာအိမ်ထောင်ပြုတယ်ပေါ့နော် အိမ်တော်ပြုတော့ဘလို့ပုဂ္ဂိုလ်နဲ့အိမ်တော်ကြတယ်လဲဆိုတော့သူ့လူပုဂ္ဂိုလ်ပဲသူ့ရဲ့ဇနီးလည်းပဲပညာမတတ်ဘူးအဲ့ဇနီးတွေရဲ့မိဘတွေအားလည်းပဲအသိဉာဏ်နဲ့တယ်ငါတို့သမီးလေးငါတို့ခြားထားတဲ့စီးစင်ဥစ္စာတွေကိုတသက်စားမကုန်နိုင်ဘူးဒါကြောင့်ငါတို့သမီးကိုဘာမှမလုံခိုင်းဘူးပညာမသင်ပေးဘူးဆိုပြီးတော့ဒီတိုင်းပဲเนาะမျိုးသမီးကိုလည်းပဲအလုံးမခိုင်းဘူးပညာမသင်ပေးဘူး ဲ့တော့အမျိုးသားဖြစ်တဲ့တထေးသားလည်းစာမတက်ပြီမတက်ဘာမှမလုပ်တတ်မကင်တက်အမျိုးသမီးဖြစ်တဲ့တထေးသမီးလည်းပဲဘာမှစာမတက်ဘူးဘာမှမလုပ်တတ်မကင်တက်ဘူးအဲ့ဒီလိုနဲ့လင်မယားနှစ်ယောက်ကစာမတက်ပြီမတက်စီးပွားရေးလည်းမလုပ်တတ်ဘူးအိမ်ထောင်ကျသွားတယ်အဲ့တော့မိဘနှစ်ဖက်မိဘတွေဆုံးသွားတဲ့အခါမှာအမွေတွေရလိုက်တယ်အများကြီးပဲအမျိုးသားဘက်ကလည်းအမွေတွေအများကြီးရတယ်အမျိုးသမီးဘက်ကလည်းအမွေတွေအများကြီးရတယ်နှစ်ဖက်သောမိဘတွေစီကအမွေတွေအများကြီးရလိုက်တယ် သူတို့တသက်စားမကုန်ဘူးပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့အယသမားတွေနဲ့ပေါင်းမိသွားတယ်အယသမားတွေနဲ့ပေါင်းမိသွားတဲ့အခါမှာနော်သူကအယက်တွေဆွဲလာတယ်အယက်ဆွဲပြီးတော့လောင်းကစားတွေပါဝါသနာပါလာတယ်အဲ့ဒါအယက်မူးတဲ့အခါမှာအသိဉာဏ်တွေမဲ့ပြီးတော့စီစဉ်ဥစ္စာတွေကပေါင်းများနေဆိုပေမဲ့လည်းပဲဟိုသူပေးဒီသူပေးအပြောစားအပြောအမားတွေလိုက်စားလောင်းကစားတွေလုတ်တော့ကုန်ပြီပေါ့ ဲ့တော့သူ့ရဲ့အမေဘက်ကမိဘတွေဘက်ကထားခဲ့တဲ့ PC ဥစားတွေလည်းကုန်ပြီရောက်ခမတွေဘက်ကခြံထားခဲ့တဲ့ PC တွေလည်းအကုန်ကုန်တယ်အဲ့တော့နှစ်ဖက်မိဘတွေစီကရထားတဲ့အမွေတွေအားလုံးကကုန်သွားတယ်အပျော်ပါလိုက်ဆိုင် လိုက်ဆိုင်လိုက်ဆိုင်ကုန်သွားတယ်ကုန်သွားတော့နောက်ဆုံးဘယ်တော့ဖြစ်သွားသလဲဆိုတော့သူ့ရဲ့အိမ်ကိုယ်တော်မှချောင်းရတဲ့အနေထားရောက်သွားတယ်။အဲ့တော့နေစရာ မရှိတော့ဘူး။အဲ့တော့ခွက်လက်ဆွဲပြီးတော့သူများအိမ် နိုင်ငံကလေးမှာမိခိုးပြီးနေရတယ်။သူများပေးစာကန်းစာနဲ့ယက်တီရတဲ့ဘဝရောက်သွားတယ်။နော်အလွန်ချမ်းသာတဲ့တထေးသားနဲ့တထေးသမီးနှုတ်ဟာနေချင်းညာချင်းတရောင်းစားဘဝကိုရောက်သွားတာပဲ။တနေ့တန်ဃာတော်ရီးတွေရဲ့ဆုံးကြံဟင်းကြံကိုစားမယ်ဆိုပြီးတော့ကျောင်းဘဝမှာလာပြီးတော့တောင်းနေကြတယ်။လင်မယားနေအောင်တော့ခွက်လေးကိုင်းပြီးတော့လာတောင်းကြတယ်။အဲ့တော့ကိုရင်လေးတွေဦးစင်းလေးတွေကတနာလို့ဆိုပြီးတော့ စွန်းနေဟင်းတွေစွန့်ပေးလိုက်တာအဲ့ဒီတထင်းလင်မယားတထင်းဘွားကနေနော်တရောင်းသားဘွားကိုရောက်နေတဲ့လင်မယားနှစ်ယောက်ကိုရင်လေးနေဦးစင်းလေးတွေစွန့်တာလေးနဲ့ရက်တည်နေကြတာအဲ့ဒီမှာမြတ်စွာဘုရားကပြုံးတော်မူတယ်ပြုံးတယ်ဆိုတာလောင်တာမဟုတ်ဘူးအဓိပ္ပာယ်ရှိသော ပြုံးခြင်းပဲအမတ်တမဲဆိုရင်ဘုရားကလောင်တာလားလို့ထင်ကောင်းထင်မယ်မဟုတ်ဘူးဒီလင်မယားနှစ်ယောက်ဘုန်းကြီးเจ้าမှာတောင်းစားနေတာကိုကြည့်ပြီးမြတ်စွာဘုရားပြုံးတယ် ပြုံးတော့အရှင်အာနန္ဒာကမေးတယ်အရှင်ဘုရားဘာလို့ပြုံးတာတော့အာနန္ဒာတဲ့ဒီလင်မယားနှစ်ယောက်ကတကယ်တော့တတိသားနဲ့တတိသမီးတွေပဲအရက်မူးပြီးတော့ဗာစီဝိုင်းမှလည်းမချဘူးပညာကလည်းမတက်ဘူးအဲ့တော့မိဘတွေထားခဲ့တဲ့အမွေတွေကိုဖြုံးတိလိုက်လို့အခုလိုတောင်းစားပေါက်ကိုရောက်သွားကြတာအာနန္ဒာတဲ့အကယ်၍များဒီလင်မယားနှစ်ယောက်က ပထမအရွယ်မှာပေါ့နော်အသက်20ကျော်30အရွယ်လောက်မှာမိဘပေးခဲ့တဲ့အမွေတွေကိုရင်းနှီးမြှုပ်နှံပြီးစီးပွားချမယ်ဆိုရင်တဲ့ဟောဒီဗာရဏသီမြို့မှာ ထိတ်တန်းတထေးကြီးဖြစ်မှာထိတ်တန်းပထမဒန်းစားတထေးလင်မယားဖြစ်မှာနော်အသက်20ကျော်30ဝန်းကျင်မှာသာစီးပွားချခဲ့ကြရင်လင်မယားနှစ်အောင်လုံးဟာတကယ်ကိုထိတ်တန်းတထေးကြီးတွေဖြစ်မှာ အကယ်၍များလူပေါင်းလူလောကကိုရင်းငွေပြီးတော့သာသနာပေါင်းဝင်ရောက်တရားဓမ္မတွေကို ကြင့်ကြံအထောက်မယ်ဆိုရင်အမျိုးသားဖြစ်တဲ့ပုဂ္ဂိုလ်ကဂျဟန္တာဖြစ်မှာငယ်ရွယ်စင်မှာဆိုတော့ညာထက်တာကိုနော်အဲ့တော့ငယ်ရွယ်စင်မှာသာသနာပေါင်းကိုဝင်ရောက်ပြီးတရားအထောက်ရဟန္တာဖြစ်မှာအမျိုးသမီးဖြစ်တဲ့သူကအနာဂံဖြစ်မှာလူဘဝမှာစီးပွားချရင်ပထမဒန်းစားတတိဖြစ်မှာသာသနာပေါင်းကိုဝင်ရောက်ပြီးတရားချရင် အမျိုးသားကယဟန်တာအမျိုးသမီးကအနာဂံဖြစ်မှာအကယ်၍များပထမအရွယ်မှာအပျော်ပါးနေမတ်ပြီးတော့စီးပွားမချခဲ့ဘူးတရားမချခဲ့ဘူးရှိစေဦးဒုတိယအရွယ်မှာအသက်50ဝန်းကျင်လောက်အရွယ်မှာစီးပွားချမယ်ဆိုရင်တော့မှအချိန်မီသေးတယ်နောက်မကြသေးဘူးအသက်50လောက်အရွယ်မှာစီးပွားချမယ်ဆိုရင်တော့နောက်မကြသေးဘူးပေါ့ ဒုတိယဒန်းစားတစ်ထည့်လောက်တော့ဖြစ်နိုင်သေးတယ်။အကြီးလူပေါင်းလူလောကကိုညီငွေလို့တာသနာပေါင်းဝင်ရောက်ပြီးတရားအားထုတ်မယ်ဆိုရင်လည်းအမျိုးသားဖြစ်သူပြီးအနာဂံဖြစ်နိုင်တယ်။ညာရနဲ့လေးလာပြီနော်။ပထမအရွယ်မှာယဟန်ဝင်ယဟန်နာဖြစ်နိုင်ပေမဲ့လူလက်ပိုင်းအရွယ်မှာအရွယ်မှာယဟန်ဝင်တော့အနာဂံလောက်ဖြစ်နိုင်တယ်။အမျိုးသမီးဖြစ်သူကတော့တကာရကံလောက်ဖြစ်နိုင်တယ်ပေါ့။ အကယ်၍များတတိယအရွယ်မှာစည်းဝါးချခဲ့ကြမယ်ဆိုရင်လည်းပဲတော့မကြသေးပါဘူးတဲ့တတိယဒန်းစာတထင်းလောက်ကတော့ဖြစ်နိုင်သေးတာပဲအေးယဟန်မောင်ဝုတ်ပြီးတော့တရားဓမ္မအားထုတ်မယ်ဆိုရင်လည်းပဲအမျိုးသားဖြစ်သူပြီးတဂရကံအစ်င့်လောက်တော့ရောက်နိုင်တယ်အမျိုးသမီးဖြစ်သူကတော့တာပဲလောက်တော့ဖြစ်နိုင်သေးတာပဲသူတို့မှာပါရမီရှိတယ်နော်ကုသိုလ်တွေလည်းရှိတယ်ပါရမီတွေလည်းရှိတယ်ကုသိုလ်မရှိလို့မဟုတ်ဘူးပါရမီမရှိလို့မဟုတ်ဘူး ဲ့တော့အခုတော့သူတို့ဟာအတိတ်ကကုသိုလ်တွေရှိပေမဲ့အတိတ်ကပါရမီရှိပေမဲ့ဒီပစ္စုပန်ဘဝစူးစမ်းအထောက်မှုလိုနေတာအဲ့တော့ပထမအရွယ်မှာလဲစီးပွားမရှာတရားမရှာနော်လူလက်ပိုင်းအရွယ်တုန်းကလဲစီးပွားမရှာတရားမရှာအခုလူကြီးပိုင်းရောက်လာတော့လဲစီးပွားမရှာတရားမရှာတဲ့အခုတော့လမ်းဘေးမှာခွက်လက်ဆွဲပြီးတော့ဒရောင်းစားဘဝကိုရောက်နေရပြီဆိုပြီးတော့မြတ်စွာဘုရားကဒီနေမြားနှစ်ယောက်ကိုအကြောင်းပြုပြီးတော့ခொနက်က ငယ်ရွယ်စဉ်မှာစီးပွားမချာခဲ့ တရားမချာခဲ့ရင် အသက်ကြီးလာရင်ဂျိုးကြအိုကြီးတွေနဲ့တူတယ်လို့ဘုရားကအဲ့ဒီတရားကိုဟောတာနော်အလုံးဥစဉ်လို့တံမေကားရစရာကောင်းတယ်မှတ်သားစရာကောင်းတယ်ပေါ့နော်အတိတ်ကကုသိုလ်ကံတွေဘလောက်ပဲကြီးကြီးပါရမီတွေဘလောက်ပဲရှိနေရှိနေဒီပိဿပံမှာနော်စူးစမ်းအထုံးမှုမရှိရင်အဲ့ဒီကံတရားတွေကအကျိုးပေးခွင့်မရပါဘူးဗုဒ္ဓဘာသာသည်ဗုဒ္ဓဝါဒသည်ကံကိုယုံကြည်တယ်ဆိုပေမဲ့ ကံတစ်ခုတည်းမဟုတ်ပါဘူးเนาะကံတစ်ခုတည်းကိုလက်ခံလိုက်မယ်ဆိုလို့ရှိရင်ဥစ္စလို့အဆုံးရောက်သွားတယ်မိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်ပုပ်ပေကတဟေတုဒိဋ္ဌိလို့ခေါ်တယ်เนาะအဲကြောင့်မကောင်းတဲ့ကံကောင်းတဲ့ကံလို့ကံတစ်ခုတည်းကိုမပုံချရအောင်ပစ္စုပန်အကြောင်းတရားတွေအများကြီးဆိုင်ပါတယ်ပဋ္ဌာန်းဒေသနာတော့အရာအကျိုးတစ်ခုရလာတယ်ဆိုတာအကြောင်းအများကြီးပါရတယ်အတိတ်အကြောင်းတွေလည်းပါတယ်ပစ္စုပန်အကြောင်းတွေလည်းပါတယ် ခုနကတရောင်းစားဖြစ်တဲ့လင်မယားနှစ်ယောက်ဟာအတိတ်ကအကြောင်းကံတွေမကောင်းလို့မဟုတ်ဘူးเนาะအတိတ်အကြောင်းကံတွေတိတ်ကောင်းတယ်တထေးအစင်းမြင့်တထေးဖြစ်လောက်အောင်အထိကိုအတိတ်အတိတ်အကြောင်းတွေကောင်းတယ်ယဟန္တာဖြစ်လောက်အောင်အထိကိုအတိတ်ပါရမီတွေကောင်းတယ်ဘာလို့နေတာလဲလို့မေးရင်ပစ္စုပန်အကြောင်းကြီးလိုနေပါလားเนาะစူးစမ်းအထောက်မှုပစ္စုပန်အကြောင်းကြီးလိုနေတယ်အဲကြောင့်ပစ္စုပန်အကြောင်းရှုတ်တဲ့သွားတဲ့အတွက်ကြောင့်အတိတ်ကံတွေဟာအကျိုးပေးခွင့်မရတော့ဘူး ။အဲကြောင့်ကံရှိရင်ကြီးပွားလိမ့်မယ်ဆိုပြီးတော့နော်မျက်လုံးဇုံမိတ်ပြီးရောင်းရတဲ့ဘာသာမဟုတ်ဘူးဘုရားဘာသာကလေ။အဲကြောင့်ဒကာဒကာမတွေသတိပြုဖို့ပါပဲနော်။ကံတစ်ခုတည်းမဟုတ်ဘူး။ပိစုံပံအကြောင်းတရားတွေဟာလည်းနော်ပေါင်းဆက်ပေးမှသာအတိတ်ကံတွေကအကျိုးပေးခွင့်ရတယ်လို့နားလည်စေခြင်းပါလား။အေးကောင်းပြီဒါကြောင့်ဦးဇင်းတို့တရားဓမ္မတွေဒီနေ့အဓိကတရားတော်ကတော့အတန်ကြီးမှတရားအထုတ်မယ်လို့ဒီလိုသဘောမပိုက်ဘဲနဲ့စီးပွားချရင်တရားအထုတ်မယ် အလုံးလုံးရင်တရားအထုတ်မယ်ဒီလိုမျိုးအလုံးနဲ့တရားတရားနဲ့အလုပ်ကိုမခွဲဘဲနဲ့တတွဲတွဲထားဖို့เนาะအလုံးလုံးရင်တရားမှတ်လို့ရတယ်ဆိုတာလေးကိုအသိပေးလို့ရင်းဖြစ်ပါတယ်အကြောင်းဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးအတန်ကြီးမှဆိုလို့ရှိရင်ဟောဒီခန္ဓာကိုယ်ကြီးဟာကိုယ်စကားကိုနားမထောင်တော့ဘူးဒါကြောင့်ငယ်ရွယ်စဉ်ဉာဏ်တွေထပ်မြက်နေတဲ့အချိန်ကျမ်းမာနေတဲ့အချိန်မှာပဲစီပေါ်လဲချရင်တရားလဲအထုတ်ရင်လောကအကျိုးသာသနာအကျိုးကိုတည်ဖို့နိုင်ဖို့ ဒီတရားတော်ကိုဟောကြားခြင်းဖြစ်တယ်။ဒီနေ့အလူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမြတ်စွာဘုရားရဲ့တရားဒေသနာတော်ကိုနာယူမှတ်သားကြပြီးတော့ဘုရားရဲ့အဆုံးအမတော်ကိုလိုက်နာလျက်လောကအကျိုးသာသနာအကျိုးကို ကိုယ်စီကိုယ်ငါတည်ဖို့နိုင်ကြပါစေကုန်တည်း။